ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့သခင်ယေရှုကလေကောင်ဆိုးတဲ့နှဆိုးတွေကိုနှင်ထုတ်လိုက်တဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာတပည့်တော်တွေကဂါလိလဲအိုင်မှာမုန်တိုင်းတန်အလူလဲခံရပြီးနောက် ကန်တဖက်ဂါရာယပြည်ကိုရောက်လာတဲ့အခါထိတ်လန့်တုံလှုပ်စရာမြင်ကွင်းတစ်ခုကိုမြင်လိုက်ရပါတယ်။အရန်ကြောက်စရာကောင်းတဲ့ညင်ညူးတဲ့နှဆိုးဆွဲသူကတင်ချိုင်းကိုရီဂျားတဲ့ကနေထွက်လာပြီးယေရှုစီကိုပြေးလာပါတယ်။တနာစရာကောင်းတဲ့အဲ့ဒီလူဟာတင်ချိုင်းတစားပြင်းတဲ့အတောင်ပေါ်မှာနေနေညညအော်ဟစ်ပြီးသူ့ကိုယ်သူလဲကြောက်စောင်းနေနဲ့ရှာအောင်လို့လှုပ်တတ်ပါတယ်။ကြမ်းတမ်းလွန်းလို့အဲ့ဒီလမ်းကိုဘသူမှမဖြတ်ရဲကြပါဘူး။သူ့ကိုယ်တန်ကြိုးနဲ့ချီထားလဲတန်ကြိုးတွေကိုဆွဲဖြက် ခြေချင်းတွေကိုအပိုင်းပိုင်းဖြစ်ဖြစ်ပါတယ်သူကိုဖမ်းချုပ်ထားနိုင်သူတယောက်မှမရှိပါဘူးသူကယေရှုရှိမှဓာတုထောက်တဲ့အခါသူ့ကိုဝန်ပူးတဲ့နတ်ဆိုးကအမြင့်ဆုံးဘုရားသခင်ရဲ့သားတော်ယေရှုခမားကကြုံနဲ့ပါဆိုင်လို့တော့ကျုပ်ကိုဓမ္မခတ်ဘူးလို့ဘုရားသခင်ကိုအမိပြုပြီးတောင်းပန်ပါတယ်လို့ကြီးသောအတန်နဲ့အော်ပြောလိုက်ပါတယ်။ဒါနဲ့ယေရှုကလည်းနတ်ဆိုးတွေကိုအောင်းလိုက်တဲ့တကူရှိချောင်းပြတဲ့အနေနဲ့ညင်ညူးတဲ့နတ်ဆိုးသူ့အထဲကနေထွက်ပါဆန်းဆိုပြီးအမိန့်ပေးလိုက်ပါတယ်။ တကယ်တော့သူ့ထဲမှာနဆိုးအများကြီးဝင်ပူးနေတာပါဒါနဲ့မင်းနာမည်ပါလဲလို့ယေရှုမေးလိုက်တဲ့အခါကျုပ်နာမည်ကလေကောင်ဖြစ်ပါတယ်လို့ပြန်ဖြေလိုက်ပါတယ်လေကောင်ဆိုတာယောမစစ်တက်တစ်ခုရဲ့အမည်ဖြစ်ပြီးအစုအဖွဲ့ကိုရင်ညွှန်းပါတယ်ဒါနဲ့သူကကျုပ်တို့ဟာအလုံးရင်ကြီးပါလို့ပြန်ဖြေပါတယ်ယောမတက်ဖွဲ့တက်ဖွဲ့မှာထောင်နဲ့ချီတဲ့စစ်သားတွေရှိတယ်အဲ့ဒီလိုပဲသူ့အထဲမှာဝင်ပူးနေတဲ့နဆိုးတွေကလည်းအများကြီးပါပဲအုပ်စုလိုက်ဝင်ပြီးဒုက္ခပေးနေရတာကိုပျော်နေကြတာဖြစ်ပါမယ် ဒါနဲ့နတ်ဆိုးတွေကအခြားသူမနှင်ထုတ်ဖို့ယေရှုကိုတောင်းပန်ကြပါတယ်။အနာဂတ်မှာသူတို့နဲ့သူတို့ရဲ့ကောင်းဆောင်ကြီးစာတန်ဘာဖြစ်မယ်ဆိုတာအသိထားကြပုံပါပဲ။အနီးနားကတောင်ပေါ်မှာဝက်2000လောက်ကစက်စားနေကြပါတယ်။ဝက်တွေကပညာတရားအရမတန်ရှင်းတဲ့တရိတ်ဆန်တွေဖြစ်လို့ဂျူးတွေကဝမမွေးကြပါဘူး။နတ်ဆိုးတွေကကျုပ်တို့ကိုဒီဝက်အုပ်ထဲကိုဝင်ခွင့်ပြုပါလို့တောင်းပန်လိုက်ပါတယ်။ဒါနဲ့ယေရှုကလည်းချက်ချင်းခွင့်ပြုလိုက်တော့နတ်ဆိုးတွေကဝက်တွေထဲဝင်ပူးသွားတဲ့အတွက်2000လောက်ရှိတဲ့ဝက်အုပ်ဟာ ကမ်းပါပေါ်ကနဲ့တဟုံထိုးဆင်းပြီးရင်နစ်တေကုန်ကြပါလေ။ဝက်ချောင်းတဲ့လူတွေကလည်းမြို့ရွာတွေစီအပြေးလာသွားပြော့ပြတဲ့အခါလူတွေကဗာမြဖြစ်တယ်လဲဆိုပြီးလာကြည့်ကြပါလေ။သူတို့ရောက်လာတော့နဆိုးဆွဲဘူးတဲ့သူဟာပုံမှန်စိတ်အခြေအနေတိုင်းပြန်ဖြစ်နေတာကိုမြင်လိုက်ရပါလေ။သူကအဝဝပြီးယေရှုခြေရင်မှာထိုင်နေပါလေ။သူ့အကြောင်းကြားဖို့မြင်ဖို့တဲ့လူတွေကြောက်လန့်သွားကြပါလေ။ဒီဒေတာမှာယေရှုဗာမားထက်လို့အုံးမလဲဆိုပြီးစိတ်ပူလာကြပါတယ်။ဒါကြောင့်ဒီနယ်ကနေထွက်သွားပါဆိုပြီးတော့တောင်းဆိုကြပါတယ်။ ယေရှုကလည်းလှေပေါ်တက်ပြီးထွက်မယ်အလုံးမှာနဆိုးဆွဲပူးတဲ့သူကအတူလိုက်ခွင့်ပြုပါလို့တောင်းပန်ပါတယ်။ဒါပေမဲ့ယေရှုကခွင့်မပြုပဲဆွေမျိုးသားချင်းတွေရှိရာအိမ်ကိုပြန်ပြီးခမည်းတော်ထာဝရဘုရားလို့ပေးခဲ့တာတွေဂယုဏပြခဲ့တာတွေကိုပြောပြပါလို့မှားလိုက်ပါတယ်။ခါတိုင်းဆိုရင်ယေရှုကသူကုသပေးမှုတဲ့သူတွေကိုဘယ်သူ့ကိုမှပြန်မပြောဖို့မှားလေးရှိပါတယ်။ထူးဆန်းတဲ့သတင်းတွေပေါ်အခြေခံပြီးကောက်ချက်ချတာမျိုးမဖြစ်စေချင်လို့ပါ။ဒါပေမဲ့အခုတစ်ခါမှတော့နဆိုးဆွဲဖို့တဲ့သူဟာ ယေရှုရဲ့တကူအကြောင်းပြောပြနိုင်တဲ့တက်ရှိအထောက်အထားဖြစ်ပါတယ်။ယေရှုကိုယ်တိုင်မတွင်တင်ပေးနိုင်တဲ့လူတွေကိုသူတက်တည်ခံနိုင်တယ်။ဝါအုပ်တည်သွားတာနဲ့ပတ်သက်တဲ့မဟုတ်မမှန်သတင်းတွေကိုလည်းသူခြေဖြတ်ပေးနိုင်ပါတယ်။ဒါနဲ့သူပြန်သွားပြီးသူ့အတွက်ယေရှုလို့ပေးခဲ့တာတွေကိုဒေကာပေါလိနဲ့တခုလုံးမှာပြောပြီးခတ်သိမ်းတော့သူတွေလည်းအံ့ဩကုန်ကြပါတယ်ခင်ဗျာ။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။